ခေါ်တဲ့မောင်စောအိုစီယန်ကို United အပါအဝင်အသင်းကြီးတွေမခေါ်ချင်ကြတဲ့အဓိကအချက်သုံးချက်ပရိသတ်မန်လောက်ဝိမိန်လာများမန်ချက်စတာဖော်ဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်လက်ရှိမှာတော့ဥရောပထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့မန်ချက်စတာ United အာဆင်နယ်နဲ့ဘာစီလိုနာအသင်းတို့ဟာအသင်းရဲ့တိုက်စစ်ကိုဥဆောင်နိုင်မယ်ခေါ်တဲ့မောင်စောတို့ကိုရှာဖွေနေခဲ့ကြပါရင်တရားတော်ဈေးကွက်ထဲမှာအသင်းရှိနေတဲ့တိုက်စစ်မှုတို့ကတော့နာပိုလီအသင်းရဲ့နိုင်ဂျီးရီးယားတိုက်စစ်မှုပေတာအိုစီဟန်ပါပဲဒါပေမဲ့ဥရောပထိပ်တန်းအသင်းကြီးတွေကအိုစီယန်ကိုခေါ်ယူဖို့အတော်လေးလက်တွန့်ကြပြီးဒီအပြောင်းရှိကနေလက်ဆောင်နေကြတာပါအသက်ရရောခေါ်တဲ့စွမ်းရင်အရာရော အရန်ကောင်မီဖက်ဖက်ကနေပြပြေဆုံနေတဲ့ OCN ကိုအသင်းကြီးတွေကဘာကြောင့်မကြိုက်ကြရလဲဆိုတာစဉ်းစားရခက်ပါတယ်။ရာချက်ကတော့ကစားမရဲ့ပြောင်းရွှေ့ခြင်းနဲ့လားဆိုတာပါ။ OCN ရဲ့လက်ရှိပြောင်းရွှေ့ခြင်းကပေါင်း64သန်းလောက်ရှိတယ်လို့ကစားမကလည်းတပတ်လောက်ကလားဆိုတာပေါင်း3သိန်းခွဲလောက်ထိအလိုရှိနေကြတာပါ။ကစားမရဲ့ပြောင်းရွှေ့ခြင်းနဲ့မြန်မာရဲ့လုကာလာဆာကခေါ်ယူမဲ့အသင်းတွေကိုလက်တွန်စီပါတယ်။ဒုတိယအချက်ကတော့ကစားမရဲ့ဒဏ်ရာမှတ်တမ်းပါ။အိုစီယန်ဟာဒဏ်ရာပြဿနာချို့လည်းရှိနေပါတယ်။ကစားမအပွားမှတ်တမ်းတွေကိုပြန်ကြည့်ရင်အိုစီယန်ကဒဏ်ရာမှတ်တမ်းတော်တော်လေးများပါတယ်။ပရီးမီးယားလိုအချမ်းမရဲကစားတဲ့အလေးမှာရောအိုစီယန်ဒဏ်ရာမှတ်တမ်းကခေါ်ယူမဲ့အသင်းတွေအတွက်စိုးရိမ်စရာအချက်ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးချက်ကတော့အာဖရိကသားဖြစ်နေလို့ပါအာဖရိကကစားသားတွေကဇန်နဝါရီလမှာဆိုရင်နိုင်ငံအသင်းတွေနဲ့အာဖရိကနိုင်ငံများဖလားပွဲတွေကစားရမှာပါဒီလိုမျိုးကစားရင်အာဖရိကကစားသားတွေကကလပ်အသင်းပွဲစဉ်တွေကို၅ပွဲ၆ပွဲလောက်ထိလွှဲချော်သွားမှာပါဒါကလည်းအိုစီယံကိုခေါ်ယူမဲ့အသင်းတွေအတွက်စဉ်းစားရချက်စီတဲ့အချက်လေးဖြစ်နေပါတယ်တရားချက်တွေအကြောင်းအသင်းကြီးတွေကအိုစီယံကိုလက်ရှောင်နေကြတဲ့ပုံပါပဲဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရာအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ